Hi အားလုံးမင်္ဂလာပါ Daily Life for Hanji YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Hanji ပါဒီနေ့အားလုံးကိုအရန်ကြောက်စရာကောင်းတဲ့ Home Sweet Home Episode 1အကြောင်းကို DT Story Explain လုပ်ပြီးသားမှာဖြစ်ပါတယ်စကားတစ်ပုဒ်ကိုကြည့်နေရတဲ့အတိုင်းပြောပြပေးသားမှာဖြစ်လို့တေးလေးတော့အစားလေးစားရင်ကြည့်ရှုခံစားပြီးကြောက်ပါကဲကျွန်တော်တို့စားလိုက်ရအောင်ဒီဟုံးစီုံပတ်ဝန်းဆိုတဲ့ဂိမ်းလေးရဲ့အစမှာတော့ဇက်လိုက်ဖြစ်သူတင်ကမိမဖြစ်သူဂျင်းရဲ့နှိုးတန်ကြောင့်ရုတ်တရက်လန့်နှိုးလာပါတယ်။ Babe, Wake up. ညကရက်တွေအလွန်ကျွံတောက်ပြီးလှစ်ထားတဲ့တင်တယောက်ဒုတိယဂရောင်ဂရန်နဲ့နိုးလာခဲ့ပါတယ်ဒီလိုနဲ့ဘေးပညာဝင်းကျင်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာဒါသူ့အိမ်မဟုတ်ဘဲနဲ့ဖူးစန်းတဲ့နေရာတစ်ခုရောက်နေတာကိုသတိထားမိသွားပါတယ်ဒီလိုနဲ့တင်တယောက်ဂရောင်ချောက်ချားနဲ့ရောင်းပြီးရောက်ရဆက်သွားရင်ဒီနေရာကြီးကထူးဆန်းတဲ့ထူးဆန်းလာပါတယ်ဖုံတွေအနက်သက်ပြင်းပြင်းနဲ့မတန်ရှင်းတဲ့ပေါင်းကျင်ကြီးမှာကျောက်စီအတန်တွေကလည်းကြားနေရပါသေးတယ်ဟာကြောချမ်းစရာကြီးဗျာ ရှောင်းလေလေနဲ့ဆက်သွားရင်တကားတစ်ချက်ကိုဖိလိုက်တဲ့အချိန်မှာတော့ရုတ်တရက်ကောင်မလေးတယောက်ကိုလှက်ခနဲတွေးလိုက်ရပါတယ်ဒီလိုနဲ့ကျွန်တော်တို့ရဲ့ဇက်လိုက်ကြော်ကြီးတင်ကအကူညီလေးများရမလားဆိုတဲ့အတွေးနဲ့ဒီကောင်မလေးရဲ့နောက်ကနေကြောက်ကြောက်နဲ့ဆက်လိုက်သွားခဲ့ပါတယ်ဒါပေမဲ့ဆိုးတာဒီကောင်မလေးရဲ့ရုပ်ကြီးဆိုသလိုပဲဒီနေရာကနေလုံးဝပျောက်သွားပါတော့တယ်တင်တရားအာကုတကြီးနဲ့လိုက်သွားပြီမဲ့ဒီနေရာကြီးဟာတဖြည်းဖြည်းနဲ့ကြောက်ဖို့ကောင်းလာတော့တီထားမိလာပါတယ်ဘာလို့လဲဆိုတော့နေရာအနက်မှာသွေးရိုင်းတွေ ညီသူတို့အနှံ့တွေနဲ့ထိတ်လန့်စရာကောင်းတဲ့အတန်တွေကြားနေရတာပဲတင်မလဲသွေးပြေနေတဲ့ခြေရာရင်နောက်ကိုမရေတရေဆက်လိုက်ရင်တကားတစ်ချက်ကိုဖိနှိပ်တဲ့အခြေမှာတော့ခုနကသူ့ရှိရနေပျောက်သွားတယ်မင်းမငယ်လေးပြန်တွေ့လိုက်ရပါ What the fuck ညနေတိုင်းပါပဲလဲပြန်ကြီးကိုလှည့်ကြည့်တာပါပြေးဟေးตาကြီးပြေးဟာဒီလိုကြောက်လန့်တကြပြေးတိုင်းနဲ့တံပီရိုတစ်ခုတည်းဝင်ပုံးလိုက်ပါတယ်ဒီအချိန်မှာဒီလိုကြောက်စရာကောင်းတဲ့ကောင်မလေးက နေရန်ပေါ်မှာရှိတဲ့တွေးအိုင်ရဲ့ကိုတူးဆန်းစွာနဲ့ပဲဖြတ်ဝင်သွားပါတော့တယ်။တေချာတစ်ခုကဒီကောင်မလေးကလူလုံးဝမဟုတ်တာတော့တေချာပါတယ်။ခန္ဓာကိုယ်တစ်ခုလုံးမှလည်းတွေးရင်ညစ်ပေဆွန့်ထင်းနေပြီးတော့လေပြန်ကြီးအောင်လှည့်ကြည့်ရဲဆိုတော့အစီတရေဖြစ်နေတာတေချာပါတယ်။ဒီတိုင်းနေနေလည်းမထူးတော့မဲ့အတူတူတင်တယောက်အိမ်ပြန်ဖို့လမ်းကိုပဲဆက်ရှာဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီနေရာကြီးရဲ့နေရာနှံပြားမှာလည်းမချွတ်မလွတ်တဲ့နာနာဘဝတွေကတင့်ကိုနီးမျိုးစုံနဲ့၆လက်နေပါသေးတယ်။ ဒီလိုအရန်ကြောက်ဖို့ကောင်းတဲ့နေရာကြီးမှာသူ့ကိုမြင်တာနဲ့တတ်ဖို့ကြိုးစားနေတဲ့တေးမရဲ့လက်ကနေဘယ်ထိမျိုးစုံဖြည့်ရှင်းပြီးတော့အသက်လူပြေးရတာတွေကြာလာတော့တင်တယောက်ညှုံလင်းချက်မဲ့လာပါတယ်ပြောရရင်မျက်မမြင်လမ်းပြောက်တလို့ပေါ့ဗျာဒါပေမဲ့တင်တယောက်လက်မလျှော့ခဲ့ပါဘူးခြေဦးတဲ့ရလမ်းပြရဆိုတဲ့စကားအတိုင်းရောက်ချင်ရရောက်ဆိုတဲ့အတွေ့နဲ့အိမ်ပြန်မဲ့လမ်းကိုဆက်ရှာနေခဲ့ပါတယ် ဒီလေပြန်တဲ့မှာလည်းတင်မိုမြင်လာတဲ့ကျုံးတော့တာပါပဲခင်လည်းအကျုံးမခံရကျင်တာကြောင့်ပုံးလိုက်ပြေးလိုက်ပုံးလိုက်ပြေးလိုက်နဲ့နောက်ဆုံးအသက်လူပြင်းဘူးမသိဘာမသိနဲ့အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်တင်တရားကအိမ်ထဲမှာရှိတဲ့ဖုံးတံကိုကြားပြီးတော့ရုတ်တရက်လန်လို့လာပါတယ်ဖုံးဆက်ခဲ့တဲ့သူကတော့တင်ရဲ့တငယ်ချင်းဖြစ်သူဒူးပါပဲတင်တရားကိုကြုံတွေ့ရတယ်ကြောက်စရာကောင်းလာတယ်ဖြစ်ပျက်ကြီးကိုအိမ်မက်ဆိုးကြီးတပွဲတတ်မှတ်လိုက်ပုံရပါတယ်အိမ်ကိုပတ်ကြည့်လိုက်တဲ့အချိန်မှာတော့တင်ရဲ့မိမဖြစ်သူဂျင်းကအမှန်တကယ်ပျောက်ဆုံးသွားတာပဲဖြစ်ပါတယ် ်မိမဖြစ်သူပျောက်ဆုံးသွားတယ်ဇောကပ်ပြီးတင်တယောက်အရက်တွေအလွန်ကြုံတော့အိတ်ဆေးအလွန်ကြုံတော့ယခုလိုကမောက်ကမအဖြစ်ပြက်တွေနဲ့အိမ်မဆိုးတွေမက်ခဲ့ပုံရပါတယ်ဒါပေမဲ့အခုကြုံတွေ့ရတဲ့အရာကြီးကတကယ်အဖြစ်မှန်ရင်လည်းမတူနေဘူးလားမေးခွန်းထုတ်စရာရှိပါတယ်သူနဲ့ဂျင်းရဲ့အခန်းထဲဝင်ပြီးတော့ကြည့်လိုက်တဲ့အချိန်မှာထူးဆန်းစွာနဲ့ဒန်နာရီဆာရွက်နှစ်ယောက်ကိုတွေ့ခဲ့ပါတယ်ဒီဒန်နာရီဆာရွက်နှစ်ယောက်ကိုဖတ်ပြီးတဲ့အချိန်ရုတ်တရက်တင်လွတ်မြောက်လာခဲ့တယ်လီကောက်အပေါက်ကဂျင်းရဲ့အော်တဲ့အကျယ်ကြီးကိုကြားလိုက်ရပါတယ်တင်နဲ့မိမဇောကပ်ပြီးပေါက်ထဲကိုကြောက်မလန့်ထွက်ဝင်သွားပါတော့တယ် ပြောင်းဆုံးသွားတဲ့မိန်းမဖြစ်သူကိုကယ်တင်ဖို့အတွက်ဟိုတယ်နောက်ဒစိုးထိုးလိုက်သွားခဲ့ပြီမြင်ညွန်လင်းပဲအိမ်မက်ဆိုးတဲ့အဆောက်အဦကြီးတွေကိုပြန်ရောက်သွားပါတော့တယ်တို့ရဲ့ဇလိုက်ကျော်ကြီးတင်အတွက်မိမဖြစ်သူကပထမကြောက်စိတ်ကဒုတိယလူတော်တတ်မှတ်ထားသလားအောက်မရပါနဲ့တင်လေအော်ဒန်နောက်ကိုသာဆက်လိုက်နေပါတော့တယ်ဒီလိုနဲ့ထူးဆန်းတဲ့နေရာတစ်ခုကိုထည့်ရောက်သွားပါတယ်ညာကြီးကမိမဖြစ်သူဂျင်းရဲ့ဒဏ်ရာရွေးမှာပါတယ်တစ်သားအိမ်ကြီးပဲဖြစ်ပါတယ်ဒီအိမ်ကြီးရဲ့အပြင်ဘက်မှာတော့ခွေးတွေကထိတ်လန့်စရာကောင်းလောက်အောင်အော်ဟစ်ဥကြီးနေကြတာပဲဖြစ်ပါတယ် တို့ရဲ့ဗုဒ္ဓဘာသာမြမယူဆရဆိုရင်မကောင်းဆိုးဝါးတစေတရေပိတ်တာတွေကိုမြင်တဲ့အခါအထူးသဖြင့်ခွေးဆိုတဲ့သတ္တဝါတွေကဥကြဟောင်ကြလေးရှိပါတယ်။အပြင်မှာထူးဆန်းတဲ့လမ်းလျှောက်တဲ့အကြီးကြီးကိုလည်းချားနေရပါသေးတယ်။အဲလည်းလုံးလုံးစင်တော့တင်တယောက်ဒါရီကိုမှုပုံမပေါ်သေးပါဘူး။မိမဖြစ်သူကဒါရှာကျင်စောသာကတ်နေတာဖြစ်ပါတယ်။ဒီလိုနဲ့ဒီအင်ကြီးကိုရှောက်ပက်ကြည့်လိုက်တဲ့အချိန်မှာတော့တခြားထူးဆန်းတဲ့အရာတွေကိုလည်းထပ်တွေးလိုက်ရပါသေးတယ်။မဲမဲတဲတဲနဲ့အိုးမဲကြီးတုတ်ထားသလားတော့အောင်မရတဲ့ရဲတွေပါပဲ။ ရှာမဲရှာနေတဲ့တင်တယောက်သူ့ရဲ့အရှိအလွန်ကြီးမားလာတယ်လက်သေးရှည်ကြီးရင်းနဲ့လက်ကြီးကဝုန်းကနေဆိုဖြတ်ပြီးတော့ဝင်လာပါတော့တင်တယောက်အသိစိတ်ပြန်ကတ်သွားပြီးတော့သူရောက်နေတဲ့နေရာအားတော့ထူးဆန်းတဲ့နေရာကြီးချောက်မက်ဖွေရာကောင်းတဲ့နေရာကြီးပါလားဆိုတာကိုအမြင်ပြန်ရသွားပါတော့တယ်ဒါပေမဲ့လည်းမိမဆောကန့်နေတဲ့တင်တယောက်တောက်ဆုံးသွားတဲ့မိမဥစားအရေးစွန်ပြီးတော့ဆက်ရှာပါတော့တယ်ကြောက်ကြောက်နဲ့ဆက်သွားနေအိမ်မက်ဆိုးကြီးရဲ့နေရာကြီးပြန်ရောက်သွားပါတော့တယ် ကေချင်းစိတ်ပြင်းပြနေတဲ့တင်တယောက်ဒီအဆောက်အဦရဲ့အပေါ်ဆုံးတက်ကိုရောက်သွားတဲ့အချိန်မှာတော့အလွန်ကြီးမားတဲ့တရဝါကြီးတကောင်ကတင်ကိုညလုံးနဲ့ညီနဲ့ကြည်နေပါဒီတရဝါကြီးကိုညမာယူဆရဆိုရင်ပိတ်တာလို့ခေါ်ပါတယ်တင်လည်းဒီတရဝါကြီးလက်ကနေလွတ်အောင်ပြေးပြီးနောက်ထပ်တခြားအဆောက်အဦတစ်ခုတွေကိုရောက်သွားပါတယ်ဒီအဆောက်အဦကြီးကတော့ရဲစကန်ပြက်ကြီးပဲဖြစ်ပါတယ်အဲ့မှာပဲတင်ရဲ့မိန်းမဖြစ်သူဂျင်းကိုလည်းတွေ့လိုက်ရပါတယ် တော့ခေါင်းဝင်နေတဲ့ဂျိမ်းတရားကိုဘာမှမသိတဲ့အရာကနေထွက်ပြေးနေပုံရပါတင်မလဲဂျိမ်းကိုကဲချင်းစောတာကတ်နေပြီးတော့ဂျိမ်းပြေးရနောက်ကတော့တောက်လျှောက်လိုက်နေပါတော့တယ် ချစ်စိတ်မော်နေတဲ့တင်တရားကိုဒီအစာဦးပြက်ကြီးရဲ့မှာရှိရဲ့ဗဟေဒီမျိုးစုံကိုဖြည့်ရှင်းနေုံနဲ့မကပဲဒီလိုလွန်စွာကြောက်မှုကောင်းတဲ့ပိဒါယီကိုပါရင်ဆိုင်မိမဖြစ်သူနောက်ကိုတကောက်ကောက်ပါအောင်လိုက်နေတာပဲဖြစ်ပါတယ်ဒီလိုနဲ့တင်တရားဂျိန်းနဲ့ပြန်တွေ့သွားပါတော့ဒါပေမဲ့မိမဖြစ်သူဂျိန်းကတင်ကိုသူ့နောက်ကိုဆက်လိုက်လာဖို့ဒီနေရာကြီးကနေအမြန်ဆုံးထွက်ခွာသွားဖို့ဟန်တားနေတာပဲဖြစ်ပါတယ်ဒီချိန်မှာပိဒါယီပြန်ရောက်လာပြီးတော့တင်လည်းကြောက်ကြောက်နဲ့ထပ်ပြီးရင်ဆိုင်ရပါတော့ ားဖြစ်သူဂျိန်းအတွက်ဆိုရင်ဘာမဆူလို့ရဲပါတယ်ဆိုတဲ့တင်တယောက်စာလောင်မွတ်သိမ့်နေတဲ့ပိတ်တာကြီးကိုအစာကျွေးရင်ထွက်ပြေးသွားတဲ့ဂျိန်းရဲ့နောက်ကိုကောက်ကောက်ပေါင်းဒဆူထိုးထက်လိုက်သွားပါတော့တယ်ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာမိမဖြစ်သူဂျင်းကဘာလို့တင်လိုက်ကြနေတာကိုအကင်မခံရတာလေဘာလို့တင်လက်ထဲကနေထွက်ပြေးနေတာလေဒါမှမဟုတ်တင်ကိုအန်ဒီဖြစ်မှာဆိုလို့ပြန်ပို့စီချင်တာလားအရာအလုံးကမေးခွန်းထုတ်စရာတွေရှိပါတယ်မိမဖြစ်သူဂျင်းကိုရှာတွေ့တော့မဲ့တင်တယောက်ကျောင်းတောင်တောင်နဲ့အင်ဂိုတာပြန်ရောက်သွားပါလို့ရတယ် ဒါပေမဲ့ထူးဆန်းတာအင်းကြီးတစ်ခုလုံးဟာပုံနှကားတိုက်ထားတယ်လို့မျိုးရှုပ်ရှက်ခတ်နေတာပါပဲ။အရင်တစ်ခါအိမ်မဆိုးကြီးရလွတ်လာတဲ့ပုံစံနဲ့မတူဘဲလုံးဝကိုကွဲပြားခြားနားနေတာပါ။အင်ဒီယာကအင်ကိုပြန်ရောက်ခဲ့ပြီမဲ့လေအိမ်မဆိုးရဲကနေရာကြီးလို့ဒီအင်းကြီးတစ်ခုလုံးဟာအနံ့ဆိုးတွေထူးဆန်းတဲ့အတန်တွေကြားနေရတာပါပဲ။အင်တီယောက်ဒါရီကိုလည်းမူးပုံမပေါ်ပါဘူး။မိမဖြစ်သူဂျင်းဟိုသာရှာတွေ့ဖို့အတွက်ဆရာထက်တန်နေတာဖြစ်ပါတယ်။ဒီလိုနဲ့တင်လေအိမ်မဆိုးကြီးရဲ့နေရာကြီးကိုပြန်ရောက်နိုင်ဖို့အတွက်နီးမျိုးစုံနဲ့စဉ်းစားပါတော့။ တင်တရားကိုကန်ကောင်းသွားတယ်ပဲပြောရမလားကန်ဆိုးသွားတယ်ပဲပြောရမလား DAE ရဲ့ရေရှိုးခန်းထဲမှာအိမ်မဆိုးကြီးတဲ့နေရောင်ကိုပြန်သွားနိုင်မယ်သွေးရည်အိုင်ကိုတွေးလိုက်ရပါတယ်ကြောက်စိတ်ထဲမိမဖြစ်သူဂျင်းကိုရှာခြင်းစိတ်သာပြင်းပြနေတဲ့တင်တရားချစ်ချင်ရဖြစ်ဆိုတဲ့အတွေးနဲ့သွေးရည်နဲ့ကိုတဆွထိုးခုန်ဆင်းသွားပါတော့ဒီလိုနဲ့တင်လည်းအိမ်မဆိုးရဲ့နေရာကိုပြန်ရောက်သွားပါတယ်ဒီခါမှာတော့တင်ကိုမြင်သားနဲ့ကျုံနေလေပြန်တရေမှပြန်ပေါ်လာပြီးတင်လည်းဒီတရေမှလက်ကနေအသက်လူပြင်းဗီဒီယိုတစ်ခုတည်းကိုဝင်ပုန်းလိုက်ပါတယ်ဒီလိုနဲ့ចောင်းပြက်ကြီးကိုရောက်ရှိသွားပါတော့မိမဖြစ်သူဂျင်းကိုနောက်တစ်ချိန်ထပ် ှန်တွေ့ရရတဲ့ team တယောက်ဒီလိုကြောင်းဖွဲ့ဖွဲ့ရာကောင်းတဲ့နေရာကြီးကနေကဲတင်ဖို့အတွက်ဒက်ဆိုထိုးထွက်လိုက်ပါတော့တယ်ဒီလိုနဲ့ကြောင်းပြက်ထဲကဘေးဒီမျိုးစုံဖြည့်ရှင်းအပြန်တဲမလက်ထဲကနေအသက်လူပြေးလိုက်ပုံလိုက်လုံနေတဲ့အချိန်မှာပဲပြေးရီပလင်းလေးကိုတွေ့လိုက်ရပါဒီပြေးရီပလင်းလေးဟာလေပြန်တဲမောက်နှိမ်နေနိုင်နေဆိုတာကို team တယောက်သတိထားမိသွားပါဒါပေမဲ့နှိမ်နေနိုင်နေဆိုတာလည်းခဏတစ်ချက်တာပါပဲကျိုးနေပြီးပတ်ထားတဲ့တကားရဲ့နောက်မှာမိမဖြစ်သူချင်းရှိရဲဆိုတာကိုသိသွားတဲ့အချိန်မှာတော့ဒီအခန်းထဲကိုမရရအောင်ဝင်ဖို့ဘေးဒီမျိုးစုံဖြည့်ရှင်း team တယောက်အခန်းထဲဝင်လို့ရသွားခဲ့ပါတယ်မိမဖြစ်သူကိုဒါက ယ်ရှင်စောကြီးနေတဲ့တင်တယောက်လေပြန်တရဲမှလက်ထဲကစွတ်ဆန်ပြကြီးလိုက်ဒီဒီမျိုးစုံဖြည့်ရှင်းလိုက်နေဒီအခန်းထဲကနေလွတ်လာခဲ့ပါတယ်ဒါပေမဲ့လေပြန်တရဲမှတင်ကိုအလွတ်ပေးခြင်းမရပါဘူးဒီလိုနဲ့တင်နောက်ကနေလိုက်တင်ကလည်းလေပြန်တရဲမှလိုက်နေတာကိုသိရတဲ့အတွက်ကြောင့်မအမိမခံနိုင်နဲ့ပေကပ်ပြေးနေတဲ့အချိန်မှာဂရန်ဒါကနေចောင်းသားတယောက်ဇွဲချိုးချလာတဲ့အလောင်းတစ်ခုကရုတ်တရက်ပြုတ်ကျလာပါတယ်ပြုတ်ကျចောင်းသားအလောင်းကိုမြင်ပြီးတဲ့အချိန်မှာပဲလေပြန်တရဲမှဟာနေရာမှာနေချုံးမွေးချငိုပါတော့တယ်တင်လည်းအခွင့်အရေးကိုလက်လွတ်မခံပဲလေပြန်တရဲမှနဲ့ဝေးရနေရဟုတ်တာဆက်ပြေးနေပါတော့မိမဖြစ်သူချင်းကိုတွေ့များ ွေ့မလားဆိုတဲ့အတွေ့နဲ့အခန်းကိုဖွင့်တရားရှည်ကြီးကိုဖြတ်နေတဲ့အချိန်မှာဒုတိယမိမဖြစ်သူဂျင်းရဲ့ဒိုင်ယာယူကိုတွေ့လိုက်ရပါတယ်ဒီဒိုင်ယာယူရဲ့မှာဖုန်းကြီးတစ်ပါးကဂျင်းကို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 ကာွယ်ဖို့အတွက်ဓာတ်တစ်ချောင်းပေးထားပုံရပါတယ်ဒီလိုနဲ့တင်လဲဂျင်းကိုရှာမတွေ့ဘဲနဲ့အင်ကိုသာပြန်ရောက်သွားပါတော့တင်ပြားကိုဂျင်းရဲ့ဒိုင်ယာယူရဲ့ဟာဖုန်းကြီးတစ်ပါးပေးထားတဲ့ဓာတ်တစ်ချောင်းဆိုတာကိုအင်တေလုံးမှာပတ်ရှာပါတော့ဒီလိုနဲ့ဖုန်းကြီးပေးထားတဲ့ဓာတ်ကိုတွေ့ရတဲ့အချိန်မှာတော့သူ့ကန်ရတဲ့ဂိမ်းဆက်ကောင်ကတင်မဟုတ်တော့ဘဲနဲ့ဂျင်းဖြစ်သွားပါတော့ဂျင်းတရားမောင်ကြီးမေကြီးထဲမှာဖျောင်းတိုင်တိုင်နဲ့ဖုန်းကြီးပေးထားတဲ့ဓာတ်တစ်လက်ကိုကန် ုင်းထိတ်လန့်စွာသွားနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီလိုသွားနေတဲ့အချိန်မှာလည်းလမ်းတောက်လျှောက်မှာနက္ခတော်ရုပ်တွေကိုလည်းတွေ့ရပါသေးတယ်အဲ့ဒါတခုကဒီနက္ခတော်ရုပ်တွေကအယုတ်နဲ့မတူဘဲနဲ့အသက်ဝင်ပြီးတော့တောက်ဖို့ကောင်းနေတာပဲဖြစ်ပါတယ်ဒီလိုနဲ့ဂျင်းတယောက်အခန်းတစ်ခုဖြတ်ပြီးတဲ့အချိန်မှာရုပ်တွေရဲ့နက္ခတော်ဝတ်စားတွေဝတ်ထားတယ်မိမတူကကြောက်စရာကောင်းလောက်အောင်ဂျင်းကိုရက်ကြည့်နေပါဂျင်းလည်းအနားမလာနဲ့တော့လာတာနဲ့ဒီသားနဲ့ထိုးလိုက်မှဆိုပြီးအချင်းချောက်ပါတယ်ဒါပေမဲ့လည်းဒီသွေးမြက်ရေကျနေတဲ့နက္ခတော်တွေရဲ့အဂျင်းကိုလဲပင်းညစ်ပြီးအပေါ်ကိုဆွဲမြောက်လိုက်ပြီးတော့နေရာတစ်ခုဆွဲခေါ်အောင်ရပါတယ်ဒီလိုနဲ့ကျွန်တော် ော်တို့ဂျင်းရဲ့အော်တန်အကျယ်ကြီးကိုကြားလိုက်ရပါတော့တယ်။ကျွန်တော်တို့အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ Home Sweet Home Episode 1ဆိုတဲ့ဇာတ်လမ်းထဲမှာတင်မြဲမိန်းမဖြစ်သူဂျင်းဟာဘာလို့ပျောက်သွားတာလဲ။ဂျင်းတယောက်တကယ်ပဲဘာတွေကြုံတွေ့ရလဲဆိုတာကိုလေ့လာကြည့်အောင်။တင်နဲ့ဂျင်းနဲ့ကအရင်ချစ်ကြတဲ့လင်မယားတွေပါ။2012ခုနှစ်အောက်တိုဘာ29ရက်နေ့မှာတင်ကမိန်းမ မိမဖြစ်သူချင်း anniversary လက်ဆောင်အနေနဲ့အလုပ်တွေအရန်ကြိုးစားပြီးအဆက်နေတေချာစုပြီးတော့အိမ်တလုံးဝယ်ပေးခဲ့ပါဒီလိုနဲ့ January 19 2023ခုနှစ်ကိုရောက်တဲ့အချိန်မှာတော့တင်ကအလုပ်မှလည်းရာထူးထပ်တိုးသွားပါတယ်ဒီနေ့ရက်တွေကဂျင်းအတွက်တော့ပျော်ကြီးပျော်ရတဲ့နေ့ရက်တွေပေါ့ ဒါပေမဲ့တခုဆိုးတာတင်းတယောက်အလုပ်တွေကိုပို့ဖိပြီးလှုပ်လာတော့မိမဖြစ်သူဂျိန်းကိုတိတ်အချိန်မပေးနိုင်တော့ပါဘူးဂျိန်းကလည်းစာရေးသူတယောက်ဖြစ်တော့တာကိုပတ်ဖို့အတွက်ချိုးပန်းနေရတာပေါ့တင်းအချိန်မပေးနိုင်တာတွေကိုတိတ်ပြီးသတိမထားမိသေးပါဘူးဒီလိုနဲ့တလားကြပြီးရင်တော့တင်းကအလုပ်ကိုအများကြီးပို့ဖိလှုပ်လာတာပဲဖြစ်ပါတယ်ဒါကိုဂျိန်းဖြစ်သူကစိတ်ထဲမှာစနိုးစနောက်စဖြစ်လာပါဒါပေမဲ့ဘလို့ပဲဂယူးမဆိုင်နိုင်သည့်တိုင်အောင်မိမဖြစ်သူစိတ်ချမ်းသာအောင်သူတနေ့တာဘာတွေလှုပ်တယ်ဆိုတာဓာတ်ပုံတွေစာရီပို့နေရတာဖြစ်ပါတယ်ပုံတော်ဘူးထဲမှာဆိုရင်ငယ်တဲ့ချင်းဖြစ်သူဒူးနဲ့ရိုက်ထားတဲ့ပုံလေးတောင်ပါပါသေးတယ်တင်းဒီ ရောက်အလုပ်တွေရရော့မလာတဲ့အပြင်ပိုတိုးလာတော့ညဘက်တွေဆိုအင်ပြန်နောက်ကျလာပါတော့တယ်ဒါပေမဲ့တင်တယောက်ဂျင်းကိုချစ်တဲ့အချစ်တွေရောရော့မသွားပဲနဲ့တာကြီးရဲ့အလုပ်မှာအမောင်မြင်တဲ့ဂျင်းကိုအမြဲတမ်းဖေးမှအားပေးနေကြတာဖြစ်ပါဒီလိုနဲ့အေဘရဆန်ကောက်ရောက်တဲ့အချိန်မှာတင်လည်းဂျင်းနဲ့သွားမယ်ခရီးကိုအလုပ်တွေမပြီးသေးလို့ဆိုတဲ့ reason နဲ့ချက်လိုက်ပါတော့ဂျင်းလည်းဒီလိုပိတ်ရက်ဒီမှာတော့အလုပ်တွေလုံးနေလို့စိတ်တွေကဆိုးလာပါပြီဒီလိုနဲ့တပတ်လောက်ကြာပြီးတဲ့အချိန်မှာ TV ဗီးတာမှာထောင်ထားတဲ့ဂျင်းနဲ့တင်ရဲ့ဓာတ်ပုံကအမြဲတမ်းလဲကျနေပါဒါကိုနမိတ်မကောင်းဘူးလို့ဂျင်းကတတ်မှတ်လိုက်ပါတခါလေအိမ်မှာတယောက်တည်းရှိတဲ့အချိန်ကြီးဆို က်နဲ့အတန်တွေအရာတွေကိုမြင်နေရကြားနေရတာပဲဖြစ်ပါတယ်။ April 25 2023ခုနှစ်ကိုရောက်တဲ့အချိန်မှာဂျင်းတရားကိုစိတ်တွေအရန်ဖိကြီးလာပါ။အိမ်ထဲမှာထူးဆန်းတဲ့အရာတွေကိုမြင်ရတာပုံမှန်ထက်ပိုဆိုးလာပါ။ဒါအပြင် TV ကနေလည်းတစ်ခါတလေအတုပတွေမှာရွတ်တဲ့ပေးတန်ကြီးကိုလည်းကြားနေရပါသေးတယ်။လေကားအောက်မှာရှိရဲခန်းငယ်လေးတွေကလည်းမကောင်းတဲ့အငွေ့သက်တွေရနေပါ။ April 25 2023ခုနှစ်ဒါအီထဲမှာတော့ဂျင်းတရားကိုမကောင်းဆိုးဝါးလိုက်တာကိုခံရပြီးတော့တက်ပြေးလိုက်ပုံးလိုက်လုံနေရတယ်ပေါ့နော်။ဒီလိုနဲ့ကန်တီပြီးတော့ပြန်လွတ်လာတယ်လို့မဆိုးမခဲ့ပါ။ဒီအကြောင်းအရာကိုကြည့်ခြင်းအပြင်ကျွန်တော်တို့တင်တ ရားကိုပြင်မဆိုးမှတ်ပြီးတော့ဒေဗျန်တင်းရဲမှလိုက်ကြအောင်ခံခဲ့ရတဲ့အချက်နဲ့တွားပြီးတော့တူးနေပါတယ်ဒီလိုနဲ့2023ခုနှစ်မေလရက်နေ့ကိုရောက်တဲ့အချိန်မှာတော့ဂျင်းကနောက်တစ်ချိန်ထူးဆန်းတဲ့တရားရင်ကြီးကိုထပ်မံရောက်ရှိသွားပြန်ပါတယ်ဒီနေရာမှာကြောက်စရာမကောင်းဆိုးဝါးတွေအပြင်အလွန်ကြီးမားတဲ့ပိတ်တာကြီးရဲ့လက်ထဲကနေလည်းအသက်လူထွက်ပြေးခဲ့ရပါသေးတယ်ဒါပေမဲ့ကံကောင်းထောက်မှဆိုနေပဲဂျင်းထပ်မံလွတ်မြောက်လာပါတယ်ဒီလိုနဲ့ဂျင်းလည်းဒီအရာတွေကိုဆက်ပြီးတဲကြီးမခံနိုင်တော့ပါဘူးမတရားစိတ်ဖိစီးပြီးတော့ဉာဏ်ကြောက်နေပါပြီပြီးတော့ဒီကိစ္စတွေကိုသူတင်းကိုပြောပြပြီးတော့ဖြည့်ရှင်းဖို့အတွက်ဆုံးဖြတ်လိုက်ပါဒါပေမဲ့ဒီနေ့မှာတော့ဒီအင်ကြီးမှာထူးဆ န်းတဲ့အရာတွေဖြစ်ပြနေတာကိုပြောပြလိုက်ပါတယ်။ဒါပေမဲ့ဒါတွေကိုတင်ကလုံးဝလက်ခံဖို့မရပါဘူး။သူမိမတာရေးတဲ့အလုပ်မှမအောင်မြင်လို့စိတ်တွေဖိစီးပြီးတော့ထင်ရောင်ထင်မှားတွေဖြစ်နေရလို့အမှတ်လိုက်ပုံရပါတယ်။နောက်ဆက်ဆုံးခုနဲ့မေ26မှာရေးထားတဲ့ဂျင်းရဲ့တိုင်းမှာတော့ဂျင်းဟာတောကြောင်မှာရှိတဲ့ဖုံးကြီးတစ်ပောက်ကိုအကူအညီတောင်းဖို့အတွက်သွားတွေ့ရတယ်။ဒါပေမဲ့ဖုံးကြီးကအချင်းစင်တွေကိုထိခိုက်မှာဆိုတဲ့အတွက်ကြောင့်မကူညီနိုင်ဘူးလို့ပြန်ပြောလိုက်ပါတယ်။ဒါပေမဲ့ဒီဖုံးကြီးကကိုရင်တပားနဲ့ဂျင်းကိုမိတ်ဆက်ပေးခဲ့ပါတယ်။ဒီကိုရင်လေးကဂျင်းကိုဒီဓာတ်ချောင်းထည့်ထားတဲ့တက်တာဘူးလေးကိုပေးလိုက်ပါ။ဒီထဲမှာပါတဲ့ ရဲ့ဓာတ်ကိုကိုကိုကောက်ွယ်ဖို့အတွက်ပဲသုံးပါဓာတ်လူကိုထိခိုက်အောင်လုပ်လို့ရဲရည်ရွယ်ချက်နဲ့မသုံးရဘူးလို့တေချာနဲ့မိန့်လိုက်ပါသေးတယ်ဒီလိုနဲ့စိတ်တွေအရန်ဖိစီးနေတဲ့ချင်းတယောက်ပင်ပေးထားတဲ့ဓာတ်တလက်ကိုကင်ပြီးတော့သူ့အမြဲစိတ်နှောက်ရှက်ပေးနေတယ်အကောင်းဆုံးကဝိညာဉ်တွေကိုနှိမ်နှင်းဖို့အတွက်ပရလောကထဲဝင်သွားပါတော့တယ်ဒီလိုနဲ့ဂျိန်းလည်းပရလောကထဲမှာပြိမိပြီးတော့ဘုံကပျောက်ဆုံးသွားပါတော့ဖြစ်ရတဲ့မိမဖြစ်သူဘယ်ပေါက်လို့ဘယ်ရောက်သွားမှမသိတဲ့တင်တယောက်ရက်စကန်မှာလူပြောင်းမှုနဲ့တိုင်ချက်ဖွင့်လာပြီးတော့လုတ်တီအောင်ဆက်မလုပ်နိုင်တော့ဘဲနဲ့ရက်တွေပဲနင်းကန်လှိတ်တော့နေရင်ကျွန်တော်တို့ဂိန်းအဆောက် မှာကြုံခဲ့ရတဲ့အဖြစ်အပျက်ကြီးကစဖြစ်ပါတော့တယ်။အဲတော့ကျွန်တော်တို့ Home Sweet Home Episode 1မှာဂျိန်းအကြောင်းသိရတဲ့လောက်လေးကိုရှင်းပြထားတာဖြစ်ပါတယ်။ကြည့်ကျွန်တော်တို့အခုဂျိန်းထဲမှာဂျင်းဆိုင်ခဲ့ရတဲ့ Alien တရေမှအကြောင်းကိုဆက်ပြီးတော့လေ့လာလိုက်ကြရအောင်။ဒီ Bell ဆိုတဲ့ကောင်မလေးဟာတက္ကသိုလ်တစ်ခုမှာပေါ့နော်။အမှုပညာကျောင်းသားအဖြစ်တက်ရောက်နေတာဖြစ်ပါတယ်။ဒါပေမဲ့ဒီကောင်မလေးဟာဒီလိုအဖြစ်ဆိုးကြီးနဲ့ကြုံလိုက်ရတာလေးဆိုတော့ကျွန်တော်တို့ဆက်ကြည့်လိုက်ရအောင်။ဒါတွေအကုန်လုံးကအချစ်ကနေပဲစပါတယ်။ Bell ဆိုတဲ့ကောင်မလေးဟာသူ့အရန်ကြိုက်ရတဲ့ကောင်လေးတယောက်ရှိပါ။အဲ့ကောင်လေးကိုရှိန်းလို့ခေါ်ပါတယ်။ဒါပေမဲ့ဆိုးရာသူ့ရန်ကြိုက် ရတဲ့ကောင်လေးမှာ cherry လို့ခေါ်တဲ့ကောင်မလေးရှိနေတာပဲဖြစ်ပါတယ်။ chain နဲ့ cherry ကသိပ္ပံចောင်းသားတွေပေါ့။ bell ဆိုတဲ့ကောင်မလေးကတော့အမှုပညာကောင်းသူလေးပါ။ချင်းမှာယူသွင်းနေတဲ့ bell ဆိုတဲ့ကောင်မလေးက chain နဲ့ cherry နဲ့ကိုခွဲဖို့အတွက်မကောင်းတဲ့နီလန်းတွေကိုတုံးဖို့ကြံရလာပါတယ်။ဒီလိုနဲ့အောက်လန်းအတတ်ပညာတွေတုံးပြီးတော့ chain ရဲ့နှလုံးသားကိုပိန်သိမ်းဖို့ကြိုးစားတော့မယ် bell တယောက်။ chain ဆိုတဲ့အောက်လန်းဆရာနဲ့အဆက်အသွယ်ရလာပါတယ်။ကိုမကြိုက်တဲ့လူတွေကိုကြည့်မရတဲ့လူတွေကိုဒုက္ခပေးလို့ရမယ်ချိန်စာတစ်မျိုးရယ်။ကိုချစ်ရတဲ့လူတွေကိုကိုယ်တန်းတန်းဆွဲဖြစ်လာအောင်လုပ်နိုင်မယ်ချိန်စာတစ်မျိုးရယ်။ ဘူးလဲဆိုတဲ့ကောင်မလေးရှာတွေ့သွားပါတယ်ကျွန်တော်တို့ချိန်စာတွေအကြောင်းကိုဒီထက်ပိုပြီးနားလည်အောင်လို့ဧည့်သာကြာကျွန်တော်တို့ဒီမှာဆိုရင်အဓိကချိန်စာနှမျိုးရှိရပါဘာ Casnail Jeans နဲ့ Luxury Jeans ဆိုပြီးတော့နှမျိုးရှိရပါဘာ Casnail Jeans ဆိုတာကိုလှုပ်ချင်တဲ့လူတယောက်ရဲ့လက်သေးဒါမှမဟုတ်ပြင်အနှဲငယ်ကိုယူပြီးတော့တင်းချိုင်းကောင်ကတော့လည်းရုပ်တရုပ်လောက်ကမဟုတ်အဲ့အယုတ်ထဲမှာအဲ့လူရဲ့လက်သေးနဲ့ဆိုရင်အနှဲငယ်ကိုထည့်ရမယ်အယုတ်ကိုအခေါင်းလို့နာကြီးအိမ်တို့မှာပတ်တယ်သူနဲ့ပတ်ရမယ်ဒေဆိုးနဲ့ဒေဝါးတဲ့လူတွေပေါ့နာကြီးလှုပ်တဲ့အခါကျရင်အခေါင်းသူ့ရဲ့အခေါင်းမှာရိုက်တဲ့တန်နဲ့အယုတ်ကို bike ကနေပြီးတော့ပို့ဖောက်ဒါဆိုရင် fast nail jeans ဖြစ်မြောက်တယ်ပေါ့နော်ဒါပေမဲ့အောင်မြင်အောင်လုပ်နိုင်တဲ့လူတွေကတကယ်တော်တဲ့အောက်လန်းအသက်ပညာရှင်တွေပဲလုပ်နိုင်မှာပေါ့နော်ဒီတာမန်လူတွေကလုပ်နိုင်မှာမဟုတ်ဘူးပေါ့ဒါကတော့ဒီ bell ဆိုတဲ့ကော်မတီကဒီ chain ရဲ့ဒီသားဖြစ်သူ cherry ကို လုံးမဲ့ချိန်စာတစ်မျိုးပါနောက်ထပ်ချိန်စာတစ်မျိုးကကြတော့ luxury jeans လို့ခေါ်ပါတယ်ဒါကတော့ရှင်းကိုလုံးမှာဖြစ်ပါတယ်ဒါဆိုတော့အောက်လန်းလို့ပြောရင်တော့ပုံမှန်ပါပေါ့နော်ပြင်ဆိုင်ကောင်ကရှင်းနဲ့ရုပ်နှစ်ရုပ်လောက်ကောင်တယောက်ကကြောက်အထီးကိုကိုစားပြုတယ်နောက်ထပ်တယောက်ကကြတော့အမောက်ကိုကိုစားပြု belt ကချင်းရဲ့ဘင်နဲ့လက်သေးပေါ့နော်ထီးဖြစ်တဲ့အတွက်ကြောင့်မို့အထီးရှင်းရုပ်ထဲမှာထည့်မယ်ပေါ့ထည့်ပြီးတော့အဲ့ဟာရုပ်နှစ်ခုကိုပူးလိုက်မယ်ဖတ်ထားတဲ့ပုံစံမျိုးလေးပေကျိုးနဲ့ပန့်ဖတ်ပြီးတဲ့အခါရုပ်လေးနှစ်ရုပ်ကိုပြက်ခေါင်းကိုအောက်မှာထည့်ရမယ်ဒီ jeans ကလည်းတကယ်တကြွန်းနဲ့အောက်လန်းအတတ်ပညာရှင်တွေပဲလုပ်နိုင်မှာပေါ့နော်ဒါကတော့ချိန်စာနှစ်မျိုးရဲ့လုပ်ပုံလုံးလေး ဆင်ဆင်ဒီကျင်းစာတွေကဘလို့အကျိုးသက်မှုရှိရလဲဆိုတော့ခါစနေးဂျင်းဆိုရင်ဒီခံရတဲ့သူကဘိုက်တစ်ခုလုံးအရန်နာလာမှာဘယ်လိုလဲဆိုအဲ့ဘိုက်ထဲမှာကျင်းစာမိထားတဲ့တန်တွေကပြေသွားလို့ဖြစ်ပါတယ်ကျင်းစာမိထားတောက်လျှောက်မှာသွေးတွေပလပွားနေပါစက်ထဲကနေတန်ချောင်းတွေအံမှာပေါ့ဒီကျင်းစာမှာဆိုးကျိုးတစ်ခုရှိရပါလဲဆိုတော့တကယ်လို့ကျင်းစာမိထားတဲ့လူကအောက်လန်းအတက်ပညာတွေနဲ့အလုတ်ခံတာပြီးသွားတဲ့အခါပေါ့နော်ဒီအတက်ပညာကိုသူ့ခန္ဓာကိုယ်ကနေဖယ်ရှားလိုက်တယ်ဆိုရင် အောက်လန်းကပြုတ်လုတဲ့လူကိုရှိဦးတန်ပြန်တက်ရောက်မှာပေါ့အဲ့တော့ကျွန်တော်တို့က Bell က Cherry လို့လို့ Cherry ကသူ့ကိုလုံတယောက်ကအောက်လန်းနဲ့လုတာ ာကိုတိသွားပြီးတော့ဘုံကြီးတွေပါနေပင့်ပြီးအထက်လန်းဆရာကိုပြလိုက်မယ်ဆိုရင်ဒီသားတွေက cherry ရှိမှမတက်ရောက်တော့ဘဲနဲ့ galaxy ကိုပြန်ရောက်သွားမယ်ဆိုတဲ့အိပယ်မျိုးပါအဲ့ဒါကတော့ဒီချိန်စာရဲ့အဆိုးကျိုးပေါ့နော်ဒီချိန်စာကဒီခံရသူမှာတဆဆိုရင်ပြုလုပ်သူကိုပြန်ရောက်လာတဲ့အခါတဆပို့ပြီးတော့ပြင်းထန်ပါအဲ့တော့တေးနိုင်တယ်ပေါ့နော်ဒါကတော့ cosmic genes ရဲ့ချိန်စာအကြောင်းပါဒီ luxury genes ကကြတော့ကိုယ်လုံးဝတန်တန်ဆွဲချစ်မြတ်လို့ပေါ့လုပ်တဲ့အော်လန်တက်ပညာတမျိုးပေါ့နော်ဒီရှုမှာပါလာတဲ့ဝိညာဉ်တစ်ခုကကိုပြုလုပ်မဲ့လူရှိကိုသွားကတ်အဲ့လူကိုစိတ်ကိုထင်အောင်ထင်မှတ်ဖျောင်းလို့ကိုပဲချစ်ကို ို့ပဲတနက်ဆွဲဖြစ်အောင်ဒီ trick လုပ်လိုက်တဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့ဆိုးရတာတခုကပါလဲဆိုတော့ခန်းရလူကိုအသက်ဆုံးရှုံးတဲ့အထိဖြစ်စီနေတာဒါကတော့ဒီ luxury jeans ရဲ့သူ့ကြိုးပေါ့ ဒီလိုနဲ့ bell တယောက်ဒီချိန်စာတွေကိုအသုံးပြုဖို့အတွက် online ဆရာ chain ကိုဆက်သွယ်ပါတော့တယ် bell အသုံးပြုတဲ့ online ပညာတွေကအောင်မြင်သွားပြီးတော့ cherry နဲ့ shine ကိုတက်ရောက်မှုတွေဖြစ်စေပါတော့တယ်ဒါပေမဲ့ sora က cherry ကသူ့ခန္ဓာကိုယ်မှာလည်းဆိုးရတာတွေဖြစ်လာတာကိုသတိထားမိသွားတယ်လို့ shine တယောက်လည်းတစ်နှစ်တစ်ခြားထူးဆန်းပြီးတော့သူ့နားနေခွာလာတာကိုသတိထားမိလာပဲဖြစ်ပါတယ်ဒီလိုနဲ့ cherry လည်းသူ့နဲ့ shine ဒီလိုတွေဘာလို့ဖြစ်နေရလဲဆိုတာကိုလေ့လာကြည့်တဲ့အချိန်မှာတစုံတစ်ယောက်ကသူတို့ကို online တက်ပညာနဲ့လှုပ်ထားမယ်သိသွားပါတော့ တယ်။ Cherry လည်းဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုစာတစောင်ရေးပြီးတော့ရှင်းရဲ့မိသားစုတွေရှိကိုပို့လိုက်ပါတယ်။ဒါအပြင်သူကိုယ်တိုင်လည်းမကောင်းတဲ့အတတ်ပညာတွေကိုနှိမ်နင်းနေတယ်။ကိုရင်တပားစီမှာသူခံစားနေရတဲ့အောက်လန်းအတတ်ပညာတွေကိုဖယ်ရှားလိုက်ပါတော့တယ်။ Snake Jeans ရဲ့တေးဥမှန်ဆိုကြီးပေါ်လာပါတော့တယ်။ခံရသူကသာတတိထားမိသွားမယ်ဆိုရင်ဖြုတ်လို့သူကိုပြန်ပြန်တက်ရောက်မှာပဲဖြစ်ပါတယ်။တက်ရောက်မဲ့အကျိုးကလည်းနှစ်ဆပိုပြီးပြင်းထန်မှာဆိုတော့အသက်သေဆုံးတဲ့အထိနဲ့ဖြစ်မှာဖြစ်ပါတယ်။ Bell တယောက်ဒီတံပြန်တက်ရောက်တဲ့ Snake Jeans ရဲ့အင်ဂျာတွေကိုခံစားရတော့မှာဖြစ် ြစ်ပါတယ်။ဒိန်းစာမှာပါတယ်စက်တင်ဘာ28ရက်နောက်96ခုနဲ့သတင်းစာရရဲတရားကိုအင်ကိုပိုင်းနိုင်တယ်ဆိုပြီးပြန်ရမှာစက်တင်ဘာ26ရက်နေ့ကစပြီးပျောက်သွားပါတော့။အဆရာကောင်းနဲ့ရှင်းတရားကတော့သူစန်းတဲ့အရာတွေကိုမြင်ရထိလန့်ကြောင်းအဝယ်ကောင်းတဲ့အရာတွေကိုကြားရနဲ့ဆေယောကဝေဒနာတဲ့တယောက်လိုဖြစ်နေတာဖြစ်ပါတယ်။ဒီလိုနဲ့အောက်တိုဘာ3ရက်နေ့ကိုရောက်တဲ့အချိန်မှာဘဲရဲ့တို့အလောင်းကိုတောင်းတဲ့ခန်းတစ်ခုမှာတွေ့လိုက်ရပါတယ်။ဒီအလောင်းကိုတွေ့လိုက်တဲ့လူကလည်းဒီအခန်းထဲကနေအနမ်းထွက်လာလို့မတင်ကြရမှစစ်ကြည့်ရင်းနဲ့တွေ့လိုက်တာဖြစ်ပါတယ်။ခန္ဓာကိုယ်ကြီးတစ်ခုလုံးကသွေးတွေပြီးချန် ေပြီးတော့ဂိမ်းဆက်လန်နဲ့မမြင်ခဲ့ရတဲ့အတိုင်းဖြစ်နေတာပဲဖြစ်ပါတယ် Cherry Jin ဆိုတဲ့ဂျင်ဇာရဲ့အကျိုးသက်ရောက်မှုကြောင့် Shane ဆိုတဲ့ကောင်လေးကလည်း Bell ရဲ့တည်ဆုံးမှုသိသွားတဲ့အချိန်မှာတော့သူပါကိုကိုအဆုံးစီရင်လိုက်ပါတော့တယ်ဒါပေမဲ့ဒီတက္ကသိုလ်ကနာမည်ကြီးတက္ကသိုလ်ဖြစ်တဲ့အလျောက်ဒီလိုចောင်းသားနှစ်ယောက်ចောင်းမှာအသေးဆုံးနဲ့တည်ခဲ့ရတဲ့ကိစ္စတွေကိုចောင်းနာမည်မပြတ်စေချင်တာကြောင့်ဘယ်သူမှမသိအောင်လှုပ်ဝတ်ထားလိုက်ဖို့အတွက်ဒီစာဆောင်ထွက်လာပါတယ်ဒီလိုအဖြစ်ဆိုးကြီးနဲ့တည်ဆုံးသွားတဲ့ Bell တယောက်ဒီចောင်းကြီးမှာမကျွတ်မလွတ်ဘဲနဲ့လုံးကြောက်ဖို့ကောင်းတဲ့လေပြန်တရေမှကြီးဖြစ်နေတာပေါ့ဒီတော့ကျွန်တော်တို့နောက်ထပ် ပိတ်တာကြီးအကြောင်းဆက်ပြီးလေ့လာကြအောင်နောက်နောက်ခုနှစ်မှာမော်တော်ဆိုင်ကယ်ဂိုင်းတစ်ခုဟာလူရဲမှုတွေနဲ့အချမ်းဖတ်မှုတွေကျွလွန်နေရလို့ရဲစခန်းကိုတိုက်ချက်ဖွင့်လာပါတယ်ဒီသတင်းကြောင့်ရဲအရာရှိတွေကတေချာပြင်ဆင်ပြီးတော့ဒီလူရန်ကားတွေကိုဖမ်းဆီးလိုက်တာတရောက်တော့မိသွားပါတယ်ဒါပေမဲ့ဂိုင်းကောင်းဆောင်နဲ့တချို့လူတွေကတော့နေရာမှာနေလွတ်သွားတယ်ပေါ့ဒီထဲမှာဂိုင်းကောင်းဆောင်ရဲ့နာမည်ကချိုင်းလို့ခေါ်ပါတယ်သူ့ရဲ့နာမည်တိုကောက်ကတော့တေပေါ့ကျွန်တော်တို့တင်တယောက်ဒုရီယာဘိုင်းလောက်မှာရောက်သွားတယ်တသားအင်ကြီးကတေရဲ့အမေဖြစ်သူနေတဲ့နေရာပါကျွန်တော်တို့ဒီလိုနဲ့အင်ကြီးကိုရှောက်ပတ်ကြည့်တဲ့အခါမှာတော့သူ့ဆန်းတဲ့အရာတွေအပုံတွေနဲ့တချို့ကိုလေ တွေးခဲ့ရပါသေးတယ်။နိုင်ငံပေါ်မှာရေးထားတဲ့စာအရာသားဖြစ်သူတရားအမိဖြစ်သူကိုချင်းချောက်တဲ့သဘောမျိုးနဲ့ရေးထားတဲ့စာကိုတွေးလိုက်ရပါတယ်။ဒီစာရဲ့အတိတ်ဘယ်ကသူရတဲ့ရထိုက်တဲ့အရာတွေကိုနားဖို့အတွက်ဒီနေရာကိုချင်းတိပေါ်ပြန်လာခဲ့မယ်လို့ရေးထားတဲ့ချင်းချောက်စာမျိုးပါ။အဲ့စကားအတိုင်းပဲတီမ်နဲ့သူ့ရဲ့ခိုင်းသားနှစ်ယောက်ဒီအိမ်ကြီးကိုပြန်ရောက်လာပါတယ်။တက်60အရွယ်အမိဖြစ်သူကိုလည်းရက်ဆက်စွာရိုက်နှစ်ပြီးတော့ပစ္စည်းတွေလူရက်သွားပါတယ်။တေးရဲ့အမိဖြစ်သူချင်းတာဘလောက်တောင်အခြေအနေဆိုးရခဲ့လဲဆိုရင်တေးရောရုပ်ပြက်ဆင်းပြက်ဒဏ်ရာဘလဘွားနဲ့သတိလစ်ပြီးရောက်သွားတဲ့အထိပါပဲ။ဒီလိုနဲ့တေးရဲ့သတင်းစာနာပျောက်သွားပါတော့။ဒါပေမဲ့တက လကြာပြီးအခါမှာတော့တေကနောက်ထပ်လူရဲမှုတစ်ခုကိုထက်ကျူးလုံလို့ဂျဲရီကဒီတခါတော့တဲတန်ကိုလိုက်ဖမ်းပါတော့တေလည်းရဲလက်ကနေလွတ်အောင်ထွက်ပြေးရင်တကားတစည်းနဲ့တိုက်မိပြီးတော့လမ်းမှာပဲပွဲချင်းပြီးဆုံးသွားပါတော့တယ်သူဆုံးသွားတာကယူတရန်ဆုံးသွားတာမဟုတ်ဘဲနဲ့လမ်းဘေးမှာရှိတဲ့တန်တိုင်နေနဲ့ဒီဘက်မျက်လုံးကိုစိုက်ခန္ဓာကိုယ်တစ်ခုလုံးကိုအဆူးဝင်ပြီးတော့အသေးဆုံးနဲ့တေသွားတာပဲဖြစ်ပါတယ်ဒီလိုနဲ့တေတယောက်အသက်တေသွားတဲ့အချိန်မှာတော့မိဘကိုရဲရဲဆက်ဆက်ရိုက်နှက်ထားတဲ့အပြစ်နဲ့တခြားသောအကုသို့ကံတွေကြောင့်ဇက်ပေါက်တေးသေးလေးပဲပါတယ်ပိတ်တာကြီးတကောင်ဖြစ်သွားပါတော့ဒုတိယပိုင်းမှာကျွန်တော် တို့ရင်ဆိုင်ခဲ့ရတယ်ပိတ္တကြီးအကြီးဟာဒီတေပဲဖြစ်ပါတယ်ပြင်မဲ့တေတယောက်ဘာလို့ဒီလိုလူရန်ကားတယောက်ဖြစ်လာပြီးတော့ဒီသူတို့မိသားစုကကန်ဆုံးမမောင်မှုကိုရင်ဆိုင်ခဲ့ရတာလဲဆိုတော့တခြားအကြောင်းပြချက်တခုရှိနေပါသေးတယ်အဲတော့သူတို့အိမ်မှာတိုင်အဖြစ်သုံးထားတယ်တပင်းကြီးကြောင့်ပါပဲကျွန်တော်တို့ညီမယူဆရရှေ့ကြမြင့်နေတဲ့အပင်နေဆိုရင်တေချာနဲ့တွေဘာတွေပြပြီးပူဇော်ပသပြီးတောင်းပန်ပြီးတော့မှခုတ်ကားတာပါဟောပါပဲထိုင်းရဲ့အယူဆမှလည်းကျွန်တော်တို့ညီမယူဆနဲ့နည်းနည်းတူပါတယ်နှစ်ရှေ့ကြမြင့်နေတဲ့တပင်းတပင်းကိုမခုတ်ခင်အဲ့ဒီတပင်းမှာတစ်စီးထွက်နေလားဆိုတာကိုချာကြည့်ရပါတယ်တက ယ်လို့အဲ့တစ်ပင်မှာတစ်စီးတွေထွက်နေရဆိုရင်ခိုင်းရဲ့ယူဆရာဒီတစ်ပင်မှာစောင့်နှက်ရှိတယ်လို့ယူဆလို့ရပါတယ်ဒီတစ်ပင်ကြီးကိုမခုတ်ထစ်ခင်မှာအကြောင်းကိုလေ့လာဖို့လိုပါတယ်တစ်ပင်ကိုဒီတိုင်းခုတ်ပြီးတော့အိမ်တိုင်းပြုတ်လုံမယ်ဆိုရင်ဒီတစ်ပင်စောင့်နှက်ကိုမလေးစားရကြပြီးတော့တန်ဆိုးမုံမောင်ကြမှုတွေဖြစ်လာနိုင်ပါတယ်ဒီလိုတစ်လုံးရှည်ကြီးကိုတိုင်ရင်ဖြင့်တေရဲ့အိမ်မှာလည်းတုံးထားပါတယ်အဲ့တော့အဓိကမေကွန်ထုတ်เสียရရှိတာတေရောမိသားစုဒီလိုကန်ဆိုးမုံမောင်တွေကြတာတစ်လုံးကြီးကိုအိမ်မှာတိုင်အဖြစ်အသုံးပြုထားလို့လားပေါ့မေကွန်ထုတ်เสียရရှိပါဒါတွေကတော့တင်တယောက်ရင်ဆိုင်ခဲ့ရတဲ့ပိတ်တာကြီး ီရဲ့ဇလန်းပါပဲဒါပေမဲ့ဒီ home sweet home episode 1တပိုင်းနဲ့ねကျွန်တော်တို့ဒီ game ကြီးရဲ့အစအဆုံးဖြစ်စဉ်အကြောင်းကိုသိမှာမဟုတ်နိုင်ပါဘူး home sweet home episode 1ကဒီဇလန်းတွေကိုအမြင့်ကျွေးထားတဲ့လောက်ပဲရှိပါသေးတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တင်ရဲ့ main ဖြစ်သူဂျင်းဟာဘာကြောင့်တောက်သွားတာလဲဘယ်လိုရောက်နေတာလဲဆိုတာလည်းကျွန်တော်တို့မသိရသေးပါဘူးနောက်ပြီးတော့ဒီ home game ရဲ့ဇက်လိုက်ဖြစ်တဲ့ team ကလည်းဘယ်လိုထူးဆန်းတဲ့နေရာတွေပြဿနာလောကတွေကိုရောက်သွားတာလဲဘယ်လိုထူးဆန်းတဲ့နေရာတွေကိုရင်ဆိုင်ရတာလဲဆိုတာလည်းကျွန်တော်တို့မသိရသေးပါဘူးဒီလိုပဲဒီ bell ဆိုတဲ့ကောင်မလေးက team တို့နဲ့ဘယ်လိုပတ်သက်မှုရှိလား ာလေတေးဆိုတဲ့ပိတ်သားကြီးကလေသူဖြစ်ပြီးဒီဇလန်ထဲမှာပါလာလေဒါတွေကအကုန်လုံးမေးခွန်းထုတ်เสียရှိပါတယ်အเจ้าရတွေအကုန်လုံးကိုကျွန်တော်တို့ဟုတ်စီုံအပီဆိုဒ်2ရောက်มาပဲဘဂနနတေချာတိရမှာပါကြည့်အားလုံးပဲကျွန်တော်လည်းသိမကြခင်ပါပဲဒီ home sweet home episode 2 video နဲ့တူပြန်လာခဲ့ပါမယ်ကျွန်တော်ရဲ့ဒီ home sweet home episode 1 story အကြောင်းကိုရှင်းပြထားတဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင် like ပေးသွားဖို့မမေ့နိုင်ဘူးเนาะမိတ်ဆွေတို့ထင်တဲ့ဓာရီကိုလည်းမှတ်ကြိုက်သလိုရေးခဲ့လို့ရပါတယ်။မှားရပါရင်လည်းထောက်ပြလို့ရပါတယ်။တို့ဒီလိုပဲရင်းနှီးဆွေးနွေးကြတာပေါ့။ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးเนาะ။အားလုံးချစ်ပါတယ်ခင်ဗျ။ယေຊုလည်းထူးတည်ရှိပါတယ်။ဒီမကြခင်ပြန်တွေ့ကြပါမယ်။ See ya. Daily life for the hanji.